ဆိုင်ယွန်ပကြီးပြပွဲမှာပကြီးဆရာအောင်နိုင်မောင်ရဲ့တပည့်20လောက်ကဇူလိုင်22ရက်နေ့လောကနဲ့ပြကန်းမှာပကြီးကားပေါင်း64ကားကိုပြသထားပါတယ်။6ရက်ကြာပြသမဲ့ဒီပြပွဲကိုဘလူးရည်ရွယ်ချက်နဲ့ကျင်းပတာလေ။ပကြီးဆရာအောင်နိုင်မောင်ရဲ့တိုက်တွန်းချက်နဲ့ဒီပြပွဲကိုစီစဉ်တာဖြစ်ပြီးတကြံမတိုင်ခင်ကလေးကပကြီးကားတွေရေးခဲ့ပြီးဒီလောကတွေကိုဝင်နေဆိုတာထက်ပကြီးကိုချစ်လို့ဝင်ဆွဲတာပါလို့ပြပွဲစီစဉ်တဲ့ပကြီးကျော်သူကဆိုပါတယ်။ဒီနေ့ပွဲစီစဉ်ပြီးတဲ့အကြောင်းကတော့ဆရာရဲ့ ဟိုစီစဉ်ထားတဲ့ဟိုကွဲနေရပေါ့နော်ဆရာဒီဟာကိုသူ့ရဲ့တပည့်တွေကိုပြပေါ့ပြဖို့ဆိုပြီးတော့ကျွန်တော်တို့တိုက်တွန်းတယ်ပေါ့တိုက်တွန်းတော့ကျွန်တော်တို့ဒီပွဲကိုညှို့ပြပစ်တာပါကျွန်တော်တို့တွေကပကြီဟိုဟိုပကြီလောကတဲ့ဝင်နေဆိုတာတဲ့ကျွန်တော်တို့ပကြီလောကတဲ့ဝင်တာမဟုတ်ဘဲနဲ့ပကြီကိုချစ်လို့ဝင်ဆွဲတာပါခင်ဗျကျွန်တော်တို့ကဟိုလုတ်လုတ်တဲ့အလုပ်နဲ့တသက်စီပေါ့နော်အားလုံးကလည်းကိုယ်လုံးနဲ့ကိုယ်လုံးနေကြပြီးတော့ဒီပကြီနဲ့ယက်တီနေကြတာတော့မဟုတ်ပါဘူးဒါပေမဲ့ပကြီကိုချစ်လို့ ဝင်တင်ရင်းနဲ့ဒီပြပွဲလေးလေးဖြစ်သွားတာပါဒီကားကနေဝင်ငွေရှာဖို့တော့မဟုတ်ပါဘူးကျွန်တော်တို့ရေရဲ့ဟိုလက်ရလေးကိုပြတဲ့ပွဲလေးတပွဲပါပဲပြီးသက်တည်များလာခဲ့မဲ့ကြည့်ရှုမဲ့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့တွေကကျွန်တော်တို့မျှော်လင့်ချက်ကျွန်တော်တို့ရဲ့အိမ်မက်ကိုကျွန်တော်တို့ဒီပကြီလေးနဲ့ပေါ်ပြထားပါတယ်ဒါလာကြည့်ပေးပါဒီပြပွဲဟာငွေရှာဖို့တသက်မဟုတ်ဘူးလို့သူကဆိုပါတယ်ပကြီကား64ကားကိုအနည်းဆုံးဒေါ်လာ90ကနေအများဆုံးဒေါ်လာ1000အထိသတ်မှတ်ထားပြီး ဇွန်လ26ရက်နေ့ထိပြသမှာဖြစ်ပါတယ်။ဗကြီးကငါးကားပါဝင်ပြသတဲ့ဗကြီးကိုတောင်းကတော့သူ့အနေနဲ့ဗကြီးပညာနဲ့အသက်မွေးဖို့မရှိသေးပဲစိတ်ပျော်ရွှင်မှုအတွက်သာရေးဆွဲရုံရေးဆွဲတာဖြစ်ပြီးဆရာအောင်နိုင်မောင်ရဲ့အတင်ပြကောင်းမှုကြောင့်အချိန်တိုအတွင်းရေးဆွဲနိုင်ခဲ့တာလို့ဆိုပါတယ်။တင်တော့အခုကျွန်တော်တို့ရဲ့ဒီဆရာအောင်နိုင်မောင်ပေါ့နော်ဆရာအောင်နိုင်မောင်ကတော့ကျွန်တော်တို့ရဲ့ဒီတင်လဲတင်တယ်မြင်လဲမြင်ပေါ့နော်သူဆွဲတဲ့ဟာတွေကျွန်တော်တို့အကုန်လိုက်ကြည့်ပြရတယ်သူကလည်းအကုန်ပြတယ် သူသူစပြီးတော့ online စဆွဲရတာပေါ့နော် online စဆွဲရတာပကြီးကပြီးတဲ့အထိကိုသူကအားလုံးကျွန်တော်တို့သူရှိကျွန်တော်တို့ရှိမှဆွဲပြဆွဲပြတော့သူရဲ့ဒီအမြင်ပေါ့အဲ့အမြင်တော့ရတယ်ပြီးတော့ဒီကျွန်တော်တို့ကျွန်တော်တို့အခုဆွဲတာတော့ရေစင်းနဲ့ water color နဲ့ကျွန်တော်တို့ဒီ bezel ပေါ့ခဲပဲရှိပါလိမ့်ကျွန်တော်တို့အဲ့တင်ပေးတဲ့ဆရာကလည်းရမ်းတော်တာပေါ့နော်တော်တယ်ဆိုတာကျွန်တော်သူရဲ့ guideline အတိုင်းကျွန်တော်တို့သွားတော့အချိန်တူအတွင်းမှာပဲကျွန်တော်တို့ဒီဟာလေးတွေ တက်မြောက်တာပါနော်တက်မြောက်ပြီးတော့ကျွန်တော်ဒါလေးကိုတည်ပြတာပါအခုလောလောဆယ်တော့အဲ့တက်မွေးဝမ်းကြောင်းလို့ဘုရောစီစဉ်မရှိသေးပါဘူးဒါကလည်းကျွန်တော်တို့စိတ်ကံစားတဲ့တခုပါနော်ပျော်ပျော်ရွှင်မှုကောင်းတယ်ဒီပြီးတော့အဲ့ပကြီးအဲ့ပျော်အဓိကတော့စိတ်ပျော်ရွှင်မှုကောင်းလို့ပါသူ့ပကြီးတွေပါဝင်တဲ့ဒီပြပွဲကိုမိတ်ဆွေတငယ်ချင်းတွေကိုပြရတာဝမ်းသာစရာကောင်းပြီးနှစ်သက်တဲ့ပကြီးဆရာကြီးတွေရဲ့ကားတွေကိုအမြဲလည်လာနေရလို့ဆိုပါတယ်